ခင်ဗျားတို့က Apple ကိုလည်းသုံးခြင်းနဲ့ဒါပေမဲ့ဈေးကလည်းအလောက်ကြီးမသုံးခြင်းမှုဆိုလို့ရှိရင်ဒီနေ့မှာတော့ Apple နဲ့ design တူတဲ့ဖုန်းမီရဲ့နှစ်ချက်လေးတွေနဲ့မိတ်ဆက်ပြချင်ပါတယ်။နှစ်ချက်တူလေးနဲ့ဒီကောင်က Apple Pro နှစ်ချက်ရှိလေးနဲ့ဒီကောင်ကတော့ G တူဆိုပြီးတော့ခေါ်ပါတယ်။ဒီနှစ်ချက်လေးတွေမှာ design အတူရှိပဲကွာတယ်။ကျန်တဲ့ပါတဲ့ specification တွေအလုံးကြီးပါတော့အတူတူပဲ။ earbud လေးတွေမှာ battery capacity က 25mAh ပါဝင်တယ်။ charging ကရဲ့ battery capacity ကတော့300 mAh ပါဝင်ပါတယ်။ charging port ကတော့ lightning port နဲ့အသွင်ပေးရပါမယ်။ ဒီနေ့ကျလေးရာတချင်းသားတော့နာဖုံးပြောတာတွေပေါ်မူတည်ပြီးတော့တို့ရဲ့ blade တန်းတော့၄နာရီနဲ့၅နာရီရဲ့အထက်မှာတုံ့ပြန်နိုင်ပါတယ်။ဒီနေ့ကျလေးတွေကိုအားပြပြန်တော့မို့ဆိုလို့ရှိရင်တော့တနိုင်ခွဲနဲ့နိုင်ဝန်းကျင်တိကြနိုင်ပါတယ်။နေ့ကျနေ့ခုလုံးကနားတိုင်းနဲ့ကက်ကက်ရဲ့လေးဆိုတော့အဆင်ပြေတယ်။ဂျီတူးနဲ့ကျလေးရာတော့နည်းနည်းပူရှိပြီးတော့နားပေါ်မှာတင်းတင်းလေးဖြစ်နေမယ်။ဒီ April 4ကတော့ပုံမှန်ရွယ်စားပဲကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေတယ်။ဒီနေ့ကျလေးတွေရဲ့ test area ကနေဖုံးချတာဖုံးကင်တာနောက်ပြီးချင်းကြော်တာတွေလုပ်လို့ရပါတယ်။ ီနီချန်လေးတွေမှာအာမဂန်တနစ်စီပါဝင်လို့ဖတီအေရာအတွက်တော့စိတ်ပူစရာမလိုပဲစိတ်ချလက်ချအတုံးပြနိုင်ပါတယ်ဗျာဒီနီချန်လေးတွေကိုကျန်းကျင်တက်လို့ဝယ်ကျင်နေဆိုရင်တော့မြန်မာနိုင်ငံအနှံ့ဘီဘူရှိုးရင်းနေနဲ့ခုမီရောင်းစနေတိုင်းမှာဝယ်လို့ရပါတယ်အွန်လိုင်းကနေတော့ GBZB Market ကနေဝယ်ယူနိုင်ပါတယ်ဆိုကြောင်းပြောကြရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲဗျာဘဲကူစိတ်ချဖူမီနေမှာ